မြန်မာကုံကိုအရေးချင်းစနစ်ထူဆက်လိုက်တဲ့ JK Sophia ပရိသတ်များလုံးပဲမင်္ဂလာပါရှင် Mesh Grand International ကနှစ်စဉ်နိုင်ငံပေါင်း80ကအလှမယ်တွေကိုမွေးထုတ်ပေးတဲ့ပွဲဖြစ်ပြီး၎င်းကိုထိုင်းနိုင်ငံမှာ2023ခုနှစ်ကနဝကစတင်တည်ထောင်ခဲ့တာလည်းဖြစ်ပါတယ်မြန်မာနိုင်ငံကလည်းပွဲစတင်ကျင်းပခဲ့တဲ့2023ခုနှစ်မှာစပြီ အလားမဲများနှစ်စဉ်ပါဝင် ရှင်ပြိုင်စီခဲ့ပါတယ်။ပြိုင်ပွဲစတင်ကျင်းပခဲ့တဲ့2013ခုနှစ်မှာမြန်မာနိုင်ငံကိုစားပြုအလားမဲအဖြစ်ထားထက်ထပ်ပါဝင် ရှင်ပြိုင်ခဲ့ပြီး Miss Miss Popular Vote Top 10နဲ့ Best National Costume ကိုရရှိခဲ့ပါတယ်။2014မှာတော့ MJ ဆိုင်2015မှာစံထိတ်ထားလဲ2016မှာနန္နာလင်2019မှာရွှေအိမ်စီ2018မှာစွမြတ်ဘူး2019မှာမွေတက်လွင်2020မှာဟန်လေး2021မှာအမရာရှင်လဲ 2020နှစ်မှာတော့အီအောင်ထွန်းကပါဝင်ရှင်ပြိုင်ခဲ့ပြီးရှင်ပြိုင်ခဲ့တဲ့တခြားမှာလည်း Best Historic Crown Fashion Show Colors Best National Costume Best Evening Gown ဆိုတော့ကိုမြန်မာနိုင်ငံအတွက်ရယူပေးနိုင်ခဲ့ပါတယ်။2024မှာတော့နီနီလင်းအိမ်က First Runner SU ကိုထိုက်တန်စွာရရှိခဲ့ပါတယ်။မနေ့က Miss Grand မြန်မာဆုကိုတင်ဆက်ခြင်းကရရှိခဲ့တာဖြစ်ပြီး First Runner S ကိုတော့မြင့်မြတ်မိုးကရရှိခဲ့တာပါ။အခု Miss Grand 2005အနေနဲ့လည်း ဂျေကေဆိုဗီယာကရှင်ပြိုင်နေတာဖြစ်ပါတယ်။အစကအမလို့အမရတာတွေဖြစ်ခဲ့ပေမဲ့ Match Run International 2025ရဲ့ဆင်းမြင်းထမှာပြိုင်ပွဲဝင်နေတဲ့ကတယောက်ဖြစ်တဲ့မြန်မာနိုင်ငံကိုစားပြုဂျေကေဆိုဗီယာဟာတစုံတစ်ခုကိုတက်သေးပြနိုင်ခဲ့ပါပြီ။ဒါကတော့ပြိသက်အင်အားနဲ့မဟုတ်ပေကိုပိုင်စွမ်းရည်အစင်အမှန်နဲ့ကမ္ဘာလင်မာမမမမယက်တီနိုင်နေဆိုတဲ့အချက်ပါပဲ။အားလုံးသိကြတဲ့အတိုင်းပါပဲ။ယမန်နှစ်ကတေဆူငိမ့်လက်ထက်တုန်းကမြန်မာပြည်သက်တွေဟာမဲပေးခြင်းအင်အားနဲ့ စုများစွာကိုတိမ်ပေါင်းများစွာအကုန်ကြခံမိအရာယူပေးခဲ့ကြပါရယ်။ဒါပေမဲ့ဒီနေ့မှာတော့အချိန်လေးကအပြောင်းမြန်ပါ။ GK မှာဝင်းရအားပေးသူအင်အားနေတာကြောင့်မဲပေးရတဲ့ဆိုရင်ဘယ်တစ်ခုမှမရရှိခဲ့ပါဘူး။ဒီလိုအားနေကြကြတဲ့ကပဲသူမဟာစိတ်ဓာတ်မကြပဲသူရဲ့ပင်ကိုအရေးချင်းပေါ်မှသာအပြေဝအယုံဆိုင်ခဲ့ပါရယ်။ဒီလိုကြိုးပမ်းမှုရဲ့ရလဟာမနေညာကကျင်းပခဲ့တဲ့ brand တဲ့လက်ပြိုင်ပွဲမှာထင်ရှားပေါ်လွင်လာခဲ့ပါပြီ။ ။တချင်တပုံနဲ့စင်မြင်ကိုတင်ပါပြီး JK Sophia ဟာသူမရဲ့အကျွမ်းကျဉ်ဆုံးဖြစ်တဲ့တချင်ဆိုချင်းစွမ်းရည်နဲ့ရှင်ပြိုင်ခဲ့ပါတယ်။သူမဟာနာမည်ကျော် Jenny ရဲ့တချင်ကိုကိုရိုင်းစာသားရိပါပြောင်းလဲပြီးဖျော်ဖြေခဲ့ရ။ထိုင်းတွေကပါပါဇက်အဟောင်းသားဖြစ်စေခဲ့တဲ့ဖျော်ဖြေမှုတစ်ခုဖြစ်ခဲ့တယ်လို့ဆိုရမှာပါ။အတန်ထရတီကြမှုအင်္ဂလိပ်တန်ပေးမြင်မှုအလုံးထပ်ပေါ်ပြီးပရိသတ်ကိုဆွဲဆောင်နိုင်တဲ့သူမရဲ့ပင်ကိုရေသန်ဆွဲဆောင်မှုတွေကြောင့်မြန်မာနိုင်ငံကဒီလိုအရေးချင်းရှိတဲ့သူပေါ်ထွက်လာတာကို နိုင်ငံတကာအလားအမဲဖန်တွေနဲ့အတူပြိုင်ပွဲဝင်အလားအမဲတွေပါအံ့အားသင်ခဲ့ရပါတယ်။ဒီရေချင်းတွေရဲ့အကျိုးဆက်အနေနဲ့ JK ဟာမဲပေးစနေနဲ့မဟုတ်ပေဒိုင်လူကြီးတွေရဲ့အကဲဖြတ်မှုအစင်မန်းနဲ့တော့50စင်ရင်းနဲ့ကိုဂုံယူစွာဝင်ရောက်နိုင်ခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်တဲဆူငိမ့်နောက်မှာ Telam တော့စင်ရင်းနဲ့မဝင်နိုင်ခဲ့တာကြောင့် JK ရဲ့ဒီဆွမ်းဆောင်ချက်ဟာထူးခြားတဲ့အောင်မဲ့တစ်ခုအဖြစ်အားလုံးကချီးကျူးခုန်ပြုနေကြပါတယ်။ Fashion နဲ့အင်ဂျင်မှုကိုကမ္ဘာစင်မြေပေါ်ခြားပြသူကချင်တိုင်းရင်းသူဖြစ်တဲ့ JK Sophia ဟာ သူမရဲ့အရေးချင်းပြင် fashion ပိုင်းမှာလည်းထင်ပေါ်နေသူဖြစ်ပါတယ်။ပြိုင်ပွဲစကားတွေကတရမမထက်တဲ့မတူညီတဲ့ဝတ်စုံတွေအထူးသဖြင့်မြမယူရချေဝန်ဇက်တွေကိုစမတ်ကြကြဝတ်ဆင်ပြီးမြမရင်ကျင်းမှုကိုကမ္ဘာအလယ်မှာရေရဲဝံ့ဝံ့ချပြနေတာကိုတွေ့ရပါတယ်။ဒါအပြင်သူမရဲ့လာမယ့် national costume ကလည်းအမိုက်စားဖြစ်မယ်လို့ကြိုတင်သတင်းထွက်နေပါတယ်။ပေါင်းတဲ့ဆက်ဆံရေးကောင်းမွန်မှုနဲ့အင်္ဂလိပ်စကားပြောနိုင်တဲ့မှုတွေကသူမကိုနေ့စဉ်နေ့ရက်တိုင်းလုံးလို့လူစိတ်ဝင်စားမှုရရှိစေတဲ့အထူးအချက်တွေပါပဲ။ ယုံကြည်ချက်ပြင်းနဲ့နောက်တစ်ဆင့်ကိုတက်လန်းသွားနိုင်ပေမဲ့တချို့သောဝေဖန်သူတွေကကောက်ဝပိုင်းမှာအားနေချက်ရှိနေလို့စူရဖို့ခက်ခဲနိုင်တယ်လို့မှတ်ချက်ပေးနေကြပါပြီ။ GK Sophia ရဲ့စိတ်ဓာတ်ကတော့အင်မတန်မြင်မာနေပါတယ်။သူမဟာဒီနေ့ရဲ့ Miss Grand International ဝင်တာဆိုတာသူအတွက်ပဲလို့ယုံကြည်နေပြီးသူမမှာပရိသတ်တွေမသိသေးတဲ့ပုံကွဲထားတဲ့အရေးချင်းတွေအများကြီးရှိသေးတယ်လို့ဆိုပါတယ်။ယမန်နဲ့ကတည်ဆူငင်ရခဲ့တဲ့ Second Runner အထက်ပုံမမြင်မာတဲ့စူကိုယူဆောင်ပေးနိုင်မယ်လို့ယုံကြည်ထားတဲ့ GK Sophia ဟာ တကယ်လို့သာဝန်ထမ်းစုကိုရယူနိုင်ခဲ့မယ်ဆိုရင်ကချင်လူမျိုးတွေအတွက်သာမကတနိုင်ငံလုံးအတွက်ပါဂုံယူစရာသမိုင်းအသစ်ကိုရေးထိုးနိုင်မှာပဲဖြစ်ပါတယ်။အာပေသူနဲ့ဘာချင်းကိုပညာနဲ့စွမ်းရည်နဲ့အစားထိုးလိုက်တဲ့မြန်မာကောင်ရောင် JK Sophia ရဲ့နောက်ဆုံးမှန်းနိုင်ကိုဆက်လက်ဆောင်မြောကြည့်ရှုကြရအောင်ပါနော်။